ိုက introvert လား extrovert လားကိုမှာဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိရဲ့သူလဲဆိုတာကိုဆန်းစစ်ဖို့အတွက်ဒီနေ့ဗီဒီယိုလေးမှာဇမားမိကုံးလေးတွေမေးပေးထားပါတယ်။ကိုကဆုံးဖြတ်ချက်ချတဲ့အခါမှာတခြားသူတွေကို တိုင်ပင်ပြီးမှသူတို့ အတွေးကိုသိပြီးမှဆုံးဖြတ်ရတာကိုကြိုက်တယ်ဆိုရင်အေကိုရွေးပါ။ကိုကသူများတွေကိုမတိုင်ပင်မဲနဲ့ကို့အတွေးနဲ့ကိုပဲဆုံးဖြတ်ရတာကြိုက်တယ်ဆိုရင်ဘီကိုရွေးပါ။မိကုံးနံပါတ်1ကိုကတိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုအတွေးနဲ့ကို နေရတာကြိုက်တယ်ဆိုရင်အေကိုရွေးပါ ကိုကလူအများနဲ့ပျော်ရွှင်တက်ကြွစွာ နေထိုင်ရတာကိုကြိုက်တယ်ဆိုရင်ဘီကိုရွေးပါမိခုနံပါတ်3တဘာသူနဲ့ခဏတာဆွေးနွေးပြီးမှမိမိဘာသာပြဿနာကိုပြန်ပြီးစဉ်းစားသုံးသပ်ရတာကိုကြိုက်တယ်ဆိုရင်အေကိုရွေးပါတဘာသူနဲ့အချိန်ကြာကြာဆွေးနွေးတိုင်ပင်ပြီးမှမိမိဘာသာပြန်ပြီးစဉ်းစားသုံးသပ်ရတာကိုကြိုက်တယ်ဆိုရင်ဘီကိုရွေးပါမိခုနံပါတ်4 တခြားသူတွေမမြင်နိုင်ရန်အတွက်မိမိအတွင်းနဲ့ခံစားချက်တွေကိုတိုးဝှက်ထားတတ်တယ်ဆိုရင်အေကိုရွေးပါလူအများအတူတကွပူတွဲလောက်ကိုင်းနိုင်ရန်အတွက်ကိုယ့်ရဲ့အတွေးတွေခံစားချက်တွေကိုချပြပြီးမှအလုပ်လုပ်တတ်တယ်ဆိုရင်တော့ B ကိုရွေးပါမိခိုးနံပါတ်5ကိုယ့်အတွင်းနဲ့ခံစားချက်တွေကို အခြားသူတွေကို အနှဲငယ်ပဲပြသတယ်ဆိုရင်တော့ A ကိုရွေးပါကိုယ်အတွင်းနဲ့ခံစားချက်တွေကိုအခြားသူတွေကိုလွတ်လပ်စွာ ပြသတယ်ဆိုရင်တော့ B ကိုရွေးပါမိခိုးနံပါတ်6လူအစ်စ်တေမိဆွေအစ်စ်တေနဲ့မိဆွေဖွဲ့ရတာတွေ့ဆုံရတာကြိုက်တယ်ဆိုရင်တော့ A ကိုရွေးပါမိမိတယောက်ထဲနေပြီးတော့မိမိကိုသိရတဲ့သူတယောက်ထဲပဲနဲ့နေထိုင်ရတာကြိုက်တယ်ဆိုရင်တော့ B ကိုရွေးပါမိခိုးနံပါတ်9ကို့အဖွဲ့မှာ မစင်စားမတုံးတက်ရသေးတဲ့ကိစ္စအစ်စ်ကိုပြောပြဆွေးနွေးတိုင်ပင်ရတာကြိုက်တယ်ဆိုရင်တော့ A ကိုရွေးပါ ိုယ့်ရဲ့စိတ်ထဲမှာဥစွာစဉ်းစားအပြေရှာပြီးမှ အခြားသူတွေကိုမိမိရဲ့အဖြေကိုပြောပြတတ်တဲ့အလေးအကျင့်ရှိတယ်ဆိုရင်တော့ B ကိုရွေးပါ မိခိုးနံပါတ်၈ကို့အဖွဲထဲမှာကို့ကိုလေးလေးနက်နက်အာယုံထားခံရတာကြိုက်တယ်ဆိုရင်တော့ E ကိုရွေးပါကို့အဖွဲထဲမှာကို့ကတိုတိတ်စွာဘာတိပါတာနေတတ်တဲ့သူမျိုးဆိုရင်တော့ B ကိုရွေးပါအခုအမှတ်ပေးဖို့သွားရအောင်နော်နံပါတ်1မှာ A ကိုရွေးထားတယ်ဆိုရင်တော့ E ဖြစ်ပြီးတော့ ကိုရွေးထားတယ်ဆိုရင်တော့ i ဖြစ်ပါတယ်။နံပါတ်1မှာ b ကိုရွေးထားတယ်ဆိုရင်တော့ e ဖြစ်ပြီးတော့ a ကိုရွေးထားရယ်ဆိုရင်တော့ i ဖြစ်ပါတယ်။နံပါတ်3မှာ b ကိုရွေးထားတယ်ဆိုရင်တော့ e ဖြစ်ပြီးတော့ a ကိုရွေးထားတယ်ဆိုရင်တော့ i ဖြစ်ပါတယ်။နံပါတ်4မှာ b ကိုရွေးထားတယ်ဆိုရင် e ဖြစ်ပြီးတော့ A ကိုရွေးထားရင် I ဖြစ်ပါမယ်။နံပါတ်5မှာ B ကိုရွေးထားရင် E ဖြစ်ပြီးတော့ A ကိုရွေးထားရင် I ဖြစ်ပါမယ်။နံပါတ်6မှာ A ကိုရွေးထားရင် E ဖြစ်ပြီးတော့ B ကိုရွေးထားရင် I ဖြစ်ပါမယ်။နံပါတ်9မှာ A ကိုရွေးထားရင် E ဖြစ်ပြီးတော့ B ကိုရွေးထားရင် I ဖြစ်ပါတယ်။မိခုနံပါတ်10မှာ A ကိုရွေးထားရင် E ဖြစ်ပြီးတော့ B ကိုရွေးထားရင် i ဖြစ်ပါတယ်။ဒါဆိုရင် e ဘယ်နှခုရလဲ i ဘယ်နှခုရလဲတောင်းကြည့်ပါနော်။ကိုက i နေပို့ပြီးတော့များနေရယ်ဆိုရင်တော့ကိုက i သမားဖြစ်တဲ့ introvert ဖြစ်ပြီးတော့ e ဒီပို့ပြီးတော့များရယ်ဆိုရင်တော့ extrovert ပဲဖြစ်ပါတယ်။ introvert သမားတွေကတော့ သူတို့ရဲ့စိတ်တက်ခွန်အားတွေပျော်ရွှင်မှုတွေကသူတို့တယောက်တည်းနေတဲ့အချိန်မျိုးတိတ်တိတ်ဆိတ်ဆိတ်အချိန်ကိုဖြတ်တန်းကုန်ဆုံးတဲ့အချိန်မျိုးမှာသူတို့ကရရှိတာဖြစ်ပြီးတော့ extrovert တမားတွေကတော့သူတို့ရဲ့စိတ်တက်ခွန်အားနဲ့ပျော်ရွှင်မှုတွေကလူတွေနဲ့ပေါင်းတင်ဆက်ဆံရတာစကားပြောဆိုရတာဟန်ကောက်လုပ်ရတာတွေကနေတဆင့် ရရှိတာပဲတကယ်လို့ကိုရတဲ့အဖြေမှာအိုင်နဲ့အီးနဲ့ကအမှတ်သိပ်မကွာဘူး level 2 2လောက်ရှိတယ်ဆိုရင်တော့တင်က introvert ကို extrovert ကိုရေကိုတွေးကောနှစ်မျိုးလုံးရှိတဲ့သူပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ဆ iamma ကရော introvert လား extrovert လားခံမှန်းကြည့်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ